အေရီတိုင်းရေကြည်မြို့နယ်ငတိုင်းချမြို့ရှိမြောင်ဆန်းအမြောက်တပ်300လီမှာစစ်ကောင်စီကအင်အားစုဖွဲ့ခန့်စစ်ပြင်ဆင်နေတယ်လို့သိရပါဗျ။စစ်ကောင်စီဟာအပြည့်ရဆဲထားတဲ့ကာလာတွင်အမြောက်တပ်300လီတွင်ကိုအေရီတိုင်းနဲ့ရန်ကုန်တိုင်းကစစ်အင်အား300ခန့်စုဖွဲ့ပို့ဆောင်ပြီးခန့်စစ်ပြင်ဆင်နေတယ်လို့စီးရဲသတင်းရှင်းမြစ်ထံကသိရပါဗျ။ ၃နှစ်လေးတက်သေးကိုအင်အားတက်တွေစုဖွဲ့ပြင်ဆင်ထားပေမဲ့တက်ရှိမျက်နှာစာမှာတော့အရင်လူကိုလူဟောင်းတွေနဲ့စီးရေးပြင်ထားတဲ့သဘောမျိုးဖြစ်နေပါတယ်လို့စီးရေးသတင်းရှင်မြစ်က ER Times ကိုပြောပါရယ်စုဖွဲ့ပို့ဆောင်ခံရတဲ့အင်အားတွေမှာလည်းစစ်တပ်နဲ့အမတ်စင်9နဲ့အမတ်စင်30ကတင်းနန်းစင်းတပ်သားတွေဖြစ်ပြီးတန်ရင်းရှိလုံကြုံရေးယူတဲ့နေရာမှာတိုက်ပွဲတွင်းထံရရရှိတဲ့တပ်သားတွေကိုပြန်ခေါ်ပြီးတုံးထားခြင်းဖြစ်တယ်လို့သိရပါရယ် ပသိမ်မဆိုင်ရန်ဒီမှာရှေးတန်းကတရားရရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်ဖူတိုက်ကူတာမှုပေးပြီးနောက်ညောင်ဆဲအမြောက်တပ်ကိုပို့ဆောင်နေတဲ့အတွက်စင်းုံစင်းပြေးသူတွေလည်းရှိနေတယ်လို့ဒေတာဒရင်းရင်းမြစ်ထံကသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့ကလည်းတီတာကုန်းပြင်နဲ့စင်းဦးပွဲရွာရှိကုန်းစုံဆိုင်ပိုင်ရှင်နှစ်ဦးစံအိတ်တွေတင်ဆောင်လာတာကိုစစ်ကောင်စီကအကြမ်းဖက်ထောက်ပို့တယ်လို့ဆွဆွဲပြီးရင်းနှီးသားစစ်ဆေးအကိတ်မှဖမ်းဆီးထားတယ်လို့သိရပါဗျ။ ငတိုင်းချောင်းမြို့တွင်အမတ်တ344အနီးစီရေးတင်းမာနေတဲ့အခြေအနေရှိနေတဲ့အတွက်စစ်ကောင်စီကတိုင်းစစ်ဌာနချုပ်အမိန့်လိုဆိုပြီးကုန်တယ်၁၁ဦးထိဖမ်းဆီးစစ်ဆေးနေတယ်လို့ဒေသခံတွေထံကသိရပါဗျ။ဒါ့အပြင် ရေကြီးမြို့ပေါ်ရှိရွှေလုံငန်းရှင်တွေကလည်းနေပြည်တော်ကိုစင့်ခေါ်ပြီးစစ်ဆေးမှုတွေရှိနေတယ်လို့ဒေသတရင်ရင်းမြစ်ကဆိုပါရယ်။လက်ရှိမှာငတိုင်းချောင်းနဲ့လေးမျက်နှာမြို့နယ်တွေမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေတဲ့အတွက်ကျင်းရွာဒေသခံတွေမြို့ပေါ်ကိုဆစ်ရှောင်နေရတယ်လို့သိရပါဗျ။